ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဆိုရေးရှိကဆိုကြရအောင်မယ်ဒီရက်တဲ့လူပေါင်းများစွာကိစ္စသုံးခုရှိတယ်နံပါတ်1က creative ဆောင်မွေးပွဲပြန်ပြီးခိုင်းတဲ့ကိစ္စနံပါတ်2ကပြည်သူ့ကုံရီစုနံပါတ်3ကရာဇီဦးတို့အရန်ပူလိုက်တာလူပြောများဆုံးကိစ္စရဲ့ဒီပေါ့ဆောင်မွေးပွဲကပြန်မဖြေခိုင်းမှုဆိုလို့ရှိရင်လည်းပဲအပြစ်ပြောကြလိမ့်မယ်ဆရာနာရှင်တွေကမအောင်မရှိငါတက်ပြီဆိုပြီးတော့အကုန်လုံးကိုအအောင်ပေးနေတယ်လို့ဝေဖန်ကြလိမ့်မယ် ။ဘာလို့လဲဆိုတော့တဖက်အုပ်စုတွေကစစ်တော်ဗင်ရရဲ့အလိုမရှိဆိုပြီးတော့ဓမ္မရမိုက်တိုက်မှုနဲ့တူကလေးတွေကိုကြောင်းမတက်ခိုင်းတဲ့အဖွဲ့။တဖက်ကကလေးတွေကိုကြောင်းမတက်ခိုင်းဖို့စာသင်ကျောင်းတွေပိတ်ဖို့ကျောင်းဆရာဆရာမတွေစာမသင်ဖို့ကိုနှမျိုးစုံနဲ့ဝါရဖြန့်နဲ့ဖိအားပေးတယ်ချိန်ချုပ်တယ်။နောက်ဆုံးမှာကြမ်းဖက်မှုတွေထိလုံဆောင်ကြတယ်။အဲ့ဒီလိုမျိုးတွေကြားတဲ့ကအကျောင်းတွေဖွင့်နေအဲ့ဒီလိုအခက်ခဲတွေကြားတဲ့ကမဖြစ်ဖြစ်အောင်ကျောင်းတက်တဲ့ကျောင်းသားမောင်မယ်တွေကိုတရားရေးဝန်ကြီးဌာနကိုယ်တိုင်ကနံပါတ် လေးလေးစားစားနဲ့အတိအမှတ်ပြုပေးရမယ်။ဒီအကြောင်းသားမောင်မေဒီရဲ့မိမိတို့ရဲ့ပညာလိုချင်တဲ့စိတ်တက်သင်ယူချင်တဲ့စိတ်တက်လေးကိုအတိအမှတ်ပြုပြီးလေးစားပေးရမယ်။လေးစားမှုရှိရမယ်။ဒါနဲ့ဗတ်တဲ့ချက်။အေးအဲ့ဒီလိုပဲဆမ်မွေးဘွဲကိုပြန်ဖြေခိုင်းလိုက်တဲ့အခါကျတော့လည်းပဲပြန်ဖြေခိုင်းလို့ပါဆိုပြီးဝေဖန်ပုတ်ခတ်မှုတွေကလာတယ်။ဆိုတော့ပြန်ဖြေခိုင်းညီဖြစ်စေ ပြန်မဖြေခိုင်းညီဖြစ်စေလက်ညှိုးတို့ အပုတ်ချမဲ့အဖွဲတွေကောင်းတာပဲလို့လို့ဆိုတာပဲလို့လို့နှစ်ဖက်လုံးမှာရှိကြတယ်။ဆိုတော့ဆိုရအနေနဲ့ကဒီကပညာရေးဝန်ကြီးဌာနအနေနဲ့က grade 12ဆောင်ပွဲတွေပြန်မဖြေခိုင်းခင်မှာဘာအကြောင်းပြန်ဖြေခိုင်းရပါတယ်ဆိုတော့ခိုင်လုံနဲ့အကြောင်းပြချက်ပေးဖို့လိုတယ်။ငါတို့ကအစိုးရပဲငါတို့မှာအာဏာရှိတဲ့လူတွေငါတို့အမိတ်ထုတ်တဲ့အတိုင်းပဲငါတို့ခိုင်းတဲ့အတိုင်းအကုန်လိုက်လို့ရမယ်ဆိုတော့အာဏာရှင်ဟာဒါမကျင့်သုံးပါနဲ့ ိုင်ငံအုပ်ချုပ်တဲ့နိုင်ငံခေါင်းဆောင်ဆိုတာနိုင်ငံသူနိုင်ငံသားတွေပေါ်မှာကိုကျင်းစာတရားထားရတယ်။အိမ်နောက်တစုမှာမိဘဟာသားသမီးပေါ်ကိုကျင်းစာတရားရှိဖို့ကိုကျင်းစာမှုရှာဖတ်သည့်လိုအပ်တယ်လို့နိုင်ငံတကာနိုင်ငံမှာနိုင်ငံကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကနိုင်ငံရဲ့နိုင်ငံရဲ့ပြည်သူပြည်သားတွေကိုကိုကျင်းစာတရားထားဖို့လိုအပ်တယ်။အဲ့ဒီလိုမျိုးတယောက်နဲ့တယောက်မှာကိုကျင်းစာတရားဆာနာစိတ်မရှိဘူးဆိုရင်အဲ့ဒီလူပေါင်းအဖွဲ့စည်းရပြည့်စည်ရတယ်။လက်ရှိမှာက ကိုကျဲစာတရားစာနာစိတ်မရှိဘဲနဲ့ရင်းသူကိုဝါးကိုထိုးနေတကယ်တော့တပူပေါ်နှစ်ပူစေနှစ်ပူပေါ်သုံးပူစေအဲ့ဒီလိုဖြစ်နေဖြစ်နေတယ်။စကိုင်းနိုင်ချင်းတူတူတောင်မှအရာတော်တို့ရေဦးတို့နော်ရွှေဘိုးတို့မင်းကင်းတို့စုစုပေါင်းမြို့နယ်ကိုးကူကစာမိုးပွဲပြန်မဖြစ်ရပဲနဲ့စကိုင်းမြို့ပေါ်မှာရှိတဲ့အကြောင်းသားတွေကစာမိုးပွဲပြန်ဖြစ်ရမယ်။ဒါဘလို့စင်းမြင်ဥပဒေမျိုးလဲ။ စကိုင်းတိုင်းချင်းတူတူတော့တခြားစာသေးဌာနတွေကပြန်မဖြေရပဲနဲ့တခြားမြို့နယ်ကိုဟူကပြန်မဖြေရပဲနဲ့ငှက်လျင်တဲ့ကိုအစိုးဆုံးခံရတဲ့စကိုင်းမြို့ပေါ်မှာပြန်ဖြေရမယ်။ဒါဘလိုမျိုးစီမင်းဥပဒေမျိုးနဲ့ဘလိုမျိုးဝေဖန်သုံးသပ်ပြီးတော့ဘလိုသုံးသပ်ပြီးတော့ဒီလိုမိတ်မျိုးထုတ်ရတယ်ဆိုတော့ပြည်သူကိုဖြေရှင်းချက်ပေးရမယ်။မန္တလေးတိုင်းပညာရေးမှုအဆင့်လောက်နဲ့ပြည်သူကိုဖြည့်ရှိတယ်မပေးနဲ့မလို့ချမို့ နော်မနေ့ကဆိုကျမတို့နိုင်ငံပိုင်သတင်းစာတွေမှာနိုင်ငံပိုင်သတင်းမီဒီယာတွေမှာမန္တလေးပညာရေးမှုတော်ဆွေရှင်အေးဆိုတဲ့အမျိုးသမီးကနေပြီးတော့အာစာမွေးပွဲတွေပြန်ပြေးခိုင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုလာရှိတယ်ကျမတို့လိုချင်တာကတိုင်းပညာရေးမှုအဆင့်တော့ကိုမဟုတ်ဘူးပြည်အောင်စုဝင်ကြီးပညာရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးအနေနဲ့ကရှေ့ထွက်ပြီးတော့လူလုံးထွက်ပြပြီးတော့ခမရဗဇက်ကနေဘာကြောင့်ပြန်ပြေးခိုင်းရပါလဲဆိုတဲ့ခိုင်လုံးနဲ့ လူတွေအကုန်လုံးចောင်းသားမိပါတွေနဲ့ចောင်းသားမောင်မယ်တွေအကုန်လုံးလက်ခိုင်နိုင်လောက်တဲ့ဖြည့်ရှင်းချက်ပေးဖို့လိုအပ်တဲ့ဖြည့်ရှင်းချက်ပေးပါဖြည့်ရှင်းချက်ပေးပါစာမွေးဘက်ကအခု9လပိုင်းနေ့မှာပြန်ဖြည့်ရမယ်လို့ပြောတယ်စာမွေးဘက်ပြန်မဖြည့်ခိုင်းခင်အခု၄လပိုင်းမကုန်ခင်မှာပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအနေနဲ့လူရှိသူရှိထွက်ပြပြီးဘာကြောင့်ဘလို့အချက်တွေကြောင့်ဘလို့ပုံစံကျွန်တော်တို့ကတွက်ချက်ပြီးတော့ပြန်ဖြေခိုင်းရပါတယ်ဆိုရယ်ခိုင်လုံးထဲအကြောင်းပြချက်ပြီးပါ ။ခိုင်လုံတဲ့အကြောင်းပြချက်ပေးလို့ရှိရင်ကျောင်းသားမောင်မေဒီကိုကျောင်းသားမိပါဒီရောကကြည်ကြည်ဖြူဖြူနဲ့စာမျိုးပဲပြန်ဖြည့်ပါလိမ့်မယ်။ခိုင်လုံတဲ့အကြောင်းပြချက်မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကငင်းချမ်းတဲ့နီးနဲ့ဥပဒေပေါင်းတွင်းကအတနာခံလို့မရရင်ရနိုင်တဲ့နီးမျိုးနဲ့ကျောင်းသားမောင်မေဒီနဲ့ကျောင်းသားမိပါဒီကလှုပ်ဆောင်ကြလိမ့်မယ်။နော်ဆိုတော့ဒီလိုကိစ္စမျိုးတွေက ပြန်ပြေကားမျိုးဖြစ်စေပြန်ပြေကားမျိုးဖြစ်စေဝေဖန်မှုပုတ်ခတ်မှုတွေလာမယ်။ရှင်းပါလဲပဲအဲ့ဒီလိုဝိဝါဒကွဲပြားတဲ့စစ်မှုထမ်းဥပဒေရှိတယ်။စမူတံဥပဒေဆိုလို့ရှိရင်လည်းဥပဒေသာထုတ်လိုက်တာအဲ့ဒီရဲ့နောက်မှာတီးကြတဲ့ဥပဒေနှစ်ဥပဒေမရှိတဲ့အတွက်လဲတဲ့သူတွေကလဲတယ်လို့လှုပ်ရှားပြီးကြီးပွားချမ်းသာတဲ့အိမ်ကနေတိုက်အိမ်တွေဖြစ်ဆက်ဘိန်းတွေဆိုင်ငယ်တွေစီးတဲ့အဆင့်ကနေကိုပိုင်ကားတွေစီးပြီးတော့เนาะ လက်ဖျားမှာငွေတီးသွားတဲ့ဘဝတွေနဲ့အလွဲသုံးသားတွေလောက်သွားကြတယ်ဒါဆိုရင်အခုလည်းပဲအဲ့ဒီပညာရေးဝန်ကြီးဌာနဆောင်ဘွဲပြန်ပြီးခိုင်းတဲ့အပေါ်မှာလဲတဲ့သူတွေလူလဲချင်းများသားသမီးတွေကလဲတယ်လို့လှုပ်ရှားကြလို့ရှိရင်ဂျားရဲကចောင်းသားမောင်မယ်တွေနဲ့ចောင်းသားမိဘတွေသားမိအေးနှစ်ခါနာမိအေးသုံးခါနာဖြစ်ရလိမ့်မယ်အ ਨੇ ဆုံးဝေခွင့်ဆောင်ပွဲဖြေခိုင်းနေဆိုရင်လက်ခံပြီးလို့ရတယ်ဥပမာဥပမာကျမတို့ပြေတက်ကတူမှာဆိုရင် ကျမကအမေဂျာပြည်တက်ကတူအင်္ဂလိပ်စာမီတာနဲ့ဖွဲရထားတယ်။ကျမတို့မေဂျာမှာကျမတို့ပြည်တက်ကတူမှာဆိုရင် အမှတ်ပေါင်း380ကျော်ပြီးတော့အင်္ဂလိပ်စာ55မဲ့ရမှအမေဂျာခွင့်ပေးတယ်။အမေဂျာ၆တဲ့အကြောင်းတော့အဲ့ဒီလိုမျိုးရွေးချယ်တာ။မြန်မာမေဂျာဆိုရင်အမှတ်ပေါင်း340ကျော်ပြီးမြန်မာစာ90ကျော်မှအဲ့ဒီအကြောင်းတော့ရွေးတယ်။ ကျောင်းသားရဲ့အရေးချင်းကိုဆစ်ဆစ်တယ်။ဒါဆိုရင်အခုလက်ရှိကျောင်းသားမောင်မယ်တွေကိုလည်းစာမုံးမပြန်မဖြေခိုင်းဘဲနဲ့အကုန်လုံးကိုအောင်အောင်ပေးလိုက်ပြီးတော့သူတို့နှစ်သက်ရာတက္ကသိုလ်ကိုရှောက်ပြီးတော့သူတို့နှစ်သက်ရာမိသားရှောက်တဲ့အခါကျမှဝယ်ခွင့်စာမေးပွဲဆိုပြီးတော့ဖြေခိုင်းလို့ရှိရင်လက်ခံပေးလို့ရတယ်။တက္ကသိုလ်ဝင်စာမွေးပွဲကိုမြန်မာကနေဘိုင်ဟိုတီ6ဘာသာလုံးပြန်ဖြေခိုင်းမဲ့အစားမိမိတို့နှစ်တက်ရာတက္ကသိုလ်ကိုရှောက်မိမိတို့နှစ်တက်ရာမိသားကိုရှောက်ချာအဲ့ဒီရှောက်ထားမှုပေါ်မှာဝင်ခွင့်စာမွေးဖွဲဖြေခိုင်းနေဆိုရင်လက်ခံပေးလို့ရတယ် နော်ဘယ်ចောင်းသားကမှမိမိញញင်းနဲ့လိုက်မမီတဲ့မိသားကိုမိမိញញင်းနဲ့လိုက်မမီတဲ့ចောင်းကိုမတတ်ဘူးလားတဲ့ဆောင်းမွေးပွဲမှာ B ဒီ C ဒီပဲတန်းစီရနေတဲ့ចောင်းသားတကယောက်က B နဲ့ C ပဲရနေတဲ့ចောင်းသားတယောက်ကစေးတက်ကတူကိုတတ်မှာမဟုတ်တော့လို့ပညာရေးတက်ကတူလည်းမတတ်ဘူး ဘာလို့မတက်တာလဲဆိုရင်အော်လွယ်လွယ်ကူကူနဲ့စာမွေးပွဲပြင်မဖြေရပဲနဲ့အအောင်ပေးလိုက်လို့လွယ်လွယ်ကူကူအောင်နေဆိုရင်တော့ကမှဘယ်ချောင်းသားကမှမိမိညာရင်နဲ့လိုက်မမီရင်တက်ကတူကိုမတက်ဘူး။ဘာကြောင့်မတက်တာလဲ။ကိုညာရင်နဲ့လိုက်မမီရင်ကိုစာမကြက်နိုင်ရင်ကိုပဲပင်ပဲမယ်။ကိုပဲစိတ်ပင်ပဲမယ်။နောက်တစ်ခုကိုရဲ့မိဘကြီးရဲ့ပညာရေးစီအကြောင်းစီကုန်မယ်။နံပါတ်3ကိုရဲ့အချိန်နေကုန်မယ်။ဘသူကမှအချိန်ကုန်ခံဝေးကုန်ခံစိတ်ပင်ပန်းခံ ကိုမလိုက်နိုင်နဲ့မိတာကိုမတက်နိုင်နဲ့အကြောင်းကိုမတက်ဘူး။ ကျောင်းသားမောင်မယ်တယောက်ကကိုယ့်ရဲ့အရင်ချက်ဘယ်လောက်ရှိလဲဆိုတာလူတိုင်းကကိုယ်တိုင်းသိဆုံးပဲကိုကျမဆိုလို့ရှင်လည်းဒီလိုပဲဥပမာကျမက၁၀တန်းအောင်ခဲ့စဉ်ကကျမကိုဒီတက်ကူတို့ရှောက်ခွင့်ပေးတယ်ဆိုရင်တော့မှကျမမှငါမှဒီဒီပညာရေးရှင်းကိုသင်ယူနိုင်တဲ့အသိဉာဏ်အုံနောက်ဉာဏ်ရှိသလားငါဉာဏ်ငါဉာဏ်ဉာဏ်တွင်းနဲ့ငါကြက်နိုင်ပါမလားမှတ်နိုင်ပါမလားဖတ်နိုင်ပါမလားကိုယ်တိုင်းသုံးသပ်ပြီးမှဒီကျောင်းကိုတက်ရမှာနော်ဆိုတော့ဘဲကျောင်းသားကမှ အလိုလောပါကြီးပြီးတော့ကိုယ်ညံရင်လည်းလိုက်မမိတဲ့အကြောင်းကိုမတတ်ဘူးအဲ့ဒီလိုတက်ချင်တဲ့သူတွေရှိတယ်ဆိုရင်တော့ပြန်ပြေးခိုင်းလိုက်ပေါ့ကျွန်တော်ကတော့ခင်ဗျာကျွန်တော်ကတော့ကျမကတော့နိုင်ငံခြားမှာသွားပြီးကြောင်းတက်ဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်မို့လို့ဒီတက်ကတော့ဝင်စားမွေးပွဲဖြေဆိုထားတယ်အမှတ်ပေါင်းစုကိုအမှတ်ပေါင်းစင်းရေးချုပ်ကိုကျွန်တော်လိုချင်ပါတယ်ကျမလိုချင်ပါတယ်ဆိုလို့ရှိရင်အဲ့ဒီလိုကြောင်းသားတွေကိုတည်တံပြန်ပြေးခိုင်းလိုက်ဒါက နိုင်ငံသားတက္ကသိုလ်တွေကိုចောင်းသားတက်မဲ့ចောင်းသားတွေကအမှတ်ပေါင်းစုဆိုတာလိုတယ်အဲ့ဒီလိုတဲ့ចောင်းသားတွေကိုပြန်ဖြေခိုင်းပြီးတော့မလိုတဲ့ចောင်းသားတွေချတော့မိမိတို့နှစ်သက်ရာတက္ကသိုလ်မှာဝင်ခွင့်စာမျိုးကိုရှောက်ထားခြင်းအားဖြင့်ပြည်သူကိုညှတာရရောက်တယ်အဲ့ဒီလိုမျိုးမဟုတ်ဖ ೇನೆ အကုန်လုံး6ပါးသားအလုံးပြန်ဖြေရမယ်ဆိုရင်ဘာအကြောင်းပြန်ဖြေခိုင်းပါတယ်ဆိုတဲ့ခိုင်လုံးတဲ့အကြောင်းပြချက် နောက်ွယ်ကနေပြီးအမိတ်နဲ့မထုတ်ပေးဘဲနဲ့လူရှိသူရှိမှာလူလုံးထွက်ပြီး ဖြည့်ရှင်းပေးဖို့လိုအပ်ပါတယ်။ပညာရေးဝင်ကြီးအနေနဲ့လူလုံးထွက်ပြပြီးဘာအကြောင်းဆောင်မွေးပဲပြန်ဖြည့်ခိုင်းရဘာအထည်ဆိုတဲ့ဖြည့်ရှင်းချက်ကိုပေးပါကျွန်တော်တို့ဆောင်မွေးနေပါတယ်။နောက်တစ်ချက်ကပြည်သူဂုဏ်ရေးစုထောင်စားသူတွေကိုပြည်သူဂုဏ်ရေးစုပေးတယ်တဲ့။ဘယ်သူတွေကပေးတာလဲဆိုတော့လက်ရှိနိုင်ငံတော်ရဲ့တည်ဆဲအစိုးရကိုလက်နက်ကင်ပုံကန်နေတဲ့ဖွဲ့တွေကပေးတာ။ ဆိုတော့ခမားတို့ကိုမေးချင်တာကခမားတို့အဲ့ဒီလူဒေါ်စုကြည်ကိုစုပေးတာကဒေါ်ဆန်းစုကြည်ကို ထောင်တက်ရှိအောင်လုပ်နေတာလားထပ်မင်းမဲ့ဒေါ်ဆန်းစုကြည်ကိုထောင်တက်ရှိအောင်လုပ်နေတာလားထောင်ဆန်းစုကြည်ကသူ့အနေစုဆိုရင်အဲ့ဒီလောက်ထိပြည့်မှုမကြည့်ဘူးသူ့အနေသူဆိုလို့ရှိရင်ဒေါ်စုကြည်မဲမတမမှုလုပ်တယ်နော်ဒီကိစ္စတခုနဲ့ဆိုရင်ဒီလောက်ထိပြဿနာကြီးမသွားဘူးဒါပေမဲ့သူ့လက်အောက်ငယ်သားတွေက သူ့ကိုချစ်တဲ့ရောင်ရောင်နဲ့နှဲ့နေတဲ့အတွက်အခုလိုမျိုးအပြစ်မှုပြစ်မှုရဲ့ကြီးလာတာနောက်အခုဆိုပဲကြည့်ဘူမသိကိုမသိဟာနေပေါ်နေပိလေးတွေကတော့ဟာပြည်သူကုန်ရေးစုရတယ်ဆိုပြီးတော့အာရုံဝမ်းသာဖြစ်ကြတာပေါ့နော်သူကလည်းသူဆိုရင်ထိုင်နေအကောင်းသာနောက်ကွယ်ကသူ့ကိုထောက်ခံပါတယ်ချစ်ပါတယ်အားပေးပါတယ်မေ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 ဆိုပြီးတော့ချစ်တဲ့ရောင်နဲ့နှဲ့နေတဲ့အတွက်နောက်ဆုံးကုန်ကုန်ပြောမယ် အခု NLD ကလည်းသူတို့တဆင်ဆရာပြေးဆိုဖွဲ့တယ်ဆရာပြေးကလည်းအနုကြည်ဖွဲ့အဲ့ဒီအမျိုးသားညီညွတ်ရေးအစိုးရအနုကြည်မှာတမရကဘတ်တူလေဦးဝင်းမြင့်ဦးဝင်းမြင့်ကတမရဒေါ်ဆန်းစုကြည်တမရထက်ကအတိုင်ပင်ကပုဂ္ဂိုလ်ဖြစ်တယ်သူ နှစ်ယောက်ကထောင်ထဲမှာရောက်နေတဲ့အတွက်ဒူးဝါလက်ချီဝါကိုယာယီတမရအနေနဲ့ခတ်ပြီးမန်ဝဲခိုင်တန်းကဝင်းကြီးချုပ်ပြစ်ခတ်နာပါလေတဲ့ဆိုတော့လက်ရှိမှာအဲ့ဒီအန်ူးဂျီကလုံတမျှကောင်းမွေဆိုးမွေအကုန်လုံးကိုအန်ူးဂျီတမရဖြစ်တဲ့ဦးဝင်းမြင့်နဲ့အန်ူးဂျီအစိုးရဒိုင်မကန်ဖြစ်တဲ့တောင်ဆန်းစုကြီးကတောင်းဝင်ယူရမယ်ဒီကြောင့်ကျွန်မအရင်ကလက်ထက်ခါထက်ခါပြောခဲ့ဘူးတဲ့ခမားတို့နေပေါ်နေပိတ်တွေနားမလည်ဘူးခမားတို့မှလက်ခံနိုင်လောက်တဲ့အသိဉာဏ်ပညာမွေးကလေးကပါမလာကြဘူး နော်ဆိုတော့အခုလက်ရှိလူတက်ပြည်ဖြတ်နေတဲ့ကိစ္စရဲ့အကုန်လုံးအန်နူးဂျီကလောက်တမြအပြစ်အကုန်လုံးကိုတမရဖြစ်တဲ့ဥဝင်းမြန်တဲ့အတိုင်းမင်းခံဖြစ်တဲ့တော့ဆန်းစုကြည်ကတာဝန်ယူရမယ်တာဝန်ခံရမယ်နိုင်ငံတကာစိုးစင်တက်ရမယ်ဆိုရင်လည်းသူတို့နှစ်ယောက်ကစိုးစင်တက်ရလိမ့်မယ်ဘာကြောင့်လဲသူတို့နှစ်ယောက်ကိုအန်နူးဂျီကယာယီတမရ sorry တမရအဖြစ်ခံထားတဲ့အတွက်ဖြစ်တယ်ဒါကြောင့်မလို့ခင်ဗျားတို့ကိုယ်တိုင်ကချက်တရောင်နဲ့နှိမ့်နေကြတာနော် အဲ့ဒီလို ခမားတို့ကတမရနဲ့အတိုင်းမခံခတ်အမ်းမှုပေါ်မှာဒေါ်စုကြည်နဲ့ဦးဝင်းမြန်ကလက်ခံသလားသူတို့ကိုယ်တိုင်ကလက်ခံဤလက်မခံဤမတည်ပဲနဲ့အမျိုးသားညီညွတ်ရေးဆိုရနိုင်ငံတော်တမရဦးဝင်းမြန်အမျိုးသားညီညွတ်ရေးဆိုရနိုင်ငံတော်တိုင်းမခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်ဆိုပြီးခမားတို့ခတ်အပ်ပြီးတော့မြောက်ပြဆန်တောင်းနေကြတယ်နောက်ွယ်မှာလှုပ်ချင်တိုင်းလှုပ်နေကြတယ်အนูကြည်မှာနော်ဟိုကာကွယ်ရေးဝန်ကြီးဆိုတဲ့ရင်မွန်ကအယူငမူးဟေး ဲ့ဒီလိုပဲဟိုပြည်တဲ့ရဝင်ကြီးဆိုတာလွန်ကိုလက်ကနှာဘူးအဲ့ဒီလိုမျိုးနှာဘူးနဲ့ငမူးနဲ့ပေါင်းပြီးလှုပ်ရှင်တိုင်းနေလှုပ်နေကြတယ်အကြမ်းဖမ်းမှုတွေကိုတော်ဝင်ခံရမယ်နောက်တစ်ချက်ကျွန်မထပ်ပြီးမင်းမယ်ခင်ဗျားတို့ federal 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 အော်နေကြတယ်ပလောင်နဲ့အေက conference ကိုသွားမယ်ခင်ဗျားတို့က federal ပြောတယ်ခင်ဗျားတို့မဟာမိတ်ဆိုပြီးတော့ခင်ဗျားတို့အသက်တွေစရိတ်ခံပြီးတိုက်ပေးနေတဲ့ EU ကြီးက conference ကိုသွားမယ် ဲ့ဒီခါကျတော့လေခမားတို့ကခမားတို့ကိုကိုရကိုအမျိုးသားညီညွတ်ရေးဆိုတာမြန်မာနိုင်ငံရဲ့ပြည်ထောင်စုအစိုးရပြီးခမားတို့ကျင့်သုံးတယ်ဆိုတော့ဒေါ်စုကြည်နဲ့ဦးဝင်းမြင့်ကိုတမရနဲ့အတိုင်းပဲကန်ခဲ့ပြီးတော့ခမားတို့အစိုးရဖွဲ့ထားတဲ့အန်နူဂျီကဆက်ရွယ်ပြောရအောင်ဒေါ်စုကြည်နဲ့ဦးဝင်းမြင့်အာနာရှိခဲ့စဉ်ခါကတောင်မှနှစ်၆တက်ကိုပြင်ပြီးခဲ့တလားကျမမင်းမေ ျမရဲ့ဗီဒီယိုဖိုင်တို့ဖြန့်ညက်ကလုတ်ပြီးတင်နေတဲ့ကောင်းတွေကောင်းမတွေအကုန်လုံးကိုကျမဆိုင်ခေါ်တယ်။နီပေါ်နေပိတ်တွေဘက်ကကိုကိုကိုတက်သည့်နားလဲပါတယ်ဆရာကြီးတို့ဆရာမကြီးတို့ထင်တဲ့ကောင်းတွေကောင်းမတွေမှန်တယ်များကျမမဘူးတို့မဟာသွေးဆိုင်ခေါ်တယ်။ခမရတို့က February Confederate တွေပြောရအောင်ခမရတို့အမေတွေအဖေတွေကိုယ်တိုင်က26တွေကိုပြင်ပေးခဲ့ကြလား။ February ပေးလို့ချင်တဲ့ဆန္ဒဒေါ်စုချင်းနဲ့ဥဝင်းမြင့်မှာတကယ်ရှိသလား။ ဒေါ်စုကျင်းရဲ့ဥဝင်းမြင့်မှာတိုင်းရင်းသားအခွင့်အရေးကိုအမှန်တကယ်ချစ်လို့တိုင်းရင်းသားတွေကိုအမှန်တကယ်အမျိုးသားဓာတ်တူခွင့်ပေးခြင်းလဲဆိုရင်ဘာအကြောင်းပုံမှာ26တက်ကိုပြန်မပေးခဲ့တာလဲကျွန်မမေးမယ်နော်ကျွန်မအကုန်လုံးကိုစိန်ခေါ်တယ်စိန်ခေါ်တယ်နော်ဘာကြောင့်ပုံမှာ26တက်ကိုပြန်မပေးခဲ့တာလဲအာနာမရခင်အတိုက်ခံဘဝတုန်းက သမရဦးသိန်းကြီးဆိုတာလက်ထက်ဒေါ်ရှုကြည်အာနာမရခင်အတိုက်ခံဘဝတုန်းက261 261 261တိုင်းရသာအခွင့်ရေးအတွက်261အော်ပြီးတော့တကယ်တဲ့အစိုးရဖြစ်တဲ့အခါ261ကိုပြင်မပေးခဲ့တဲ့အထွတ်ဒေါ်ရှုကြည်နဲ့ဦးဝင်းမြင့်ရှင်နဲ့မှတိုင်းရသာအခွင့်ရေးပေးလို့ရတဲ့ဆန္ဒတကယ်ရှိသလား ဒေါ်စုချင်းနဲ့ဥဝေးမြင်အာနာရှိခဲ့ခြင်းကာရကာရုံကကာလမှားတော့နှစ်ချောက်တက်ကိုပြန်မပေးခဲ့ပဲနဲ့အခုကြာမှခမရတို့ကဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်လူကြားကောင်းအော်နေတာခမရတို့မရှက်ဘူးလားမရှက်ဘူးလားကုန်တိုက်ခံတဲ့အချက်တရားဆိုတာမျိုးနဲ့ရိုးနဲ့မျိုးရိုးအစင်ဆက်ကခမားတို့မှာပါမလာခဲ့တာလားကျွန်မမင်းမယ်เนาะဆိုတော့ခမားတို့ရိအိယာဝင်ပုံမြင်နေကြားဘူးနားဝါတီနဲ့ တိုင်းမီကို ပုံကန်နဲ့အဖြတ်မောက်လုပ်ငန်းတွေဆက်မလုပ်နဲ့ခမည်းတော်ပုံကန်နေသူရဲ့ခမည်းတော်လက်နက်ကင်ပုံကန်နေတဲ့လမ်းစဉ်ကိုဆက်သွားနေသူရဲ့အဲ့ဒီရဲ့အပြစ်တွေအကုန်လုံးကိုသမရဖြစ်တဲ့ဦးဝင်းမြင့်နဲ့အတိုင်းမင်းကန်ဖြစ်တဲ့ဒေါ်စုကြည်ကောင်းကိုရောက်ပြီးတော့ထောင်သက်တွေပူ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 ရှိကြပြီးထောင်ထဲမှာရိုးဆွေးရလိမ့်မယ်ဒါကြောင့်ဒေါ်စုကြည်ကိုချစ်တဲ့ရောက်နဲ့နှင့်တယ်ခမည်းတော်ကိုယ်တိုင်သာဖြစ်တယ်